။တင်ကငွေကြီးအဆင်မပြေလို့ညီးတွားပြီးတော့ကိုဘွားကိုဒရမာခင်းနေတဲ့သူတယောက်လား။ဒါဆိုရင်ရှက်လိုက်ပါ။ဒီဗီဒီယိုဆက်ပြီးတော့ကြည့်လိုက်ရင်ညီးသွားတန်တွေကိုရက်ပြီးတော့ AI ရောအသုံးပြုပြီး digital nomad အဖြစ်အိမ်ကနေငွေဘယ်လိုရှာလဲဆိုတာကိုသိရှိသွားပါလိမ့်မယ်။အချိန်ကုန်ခံပြီးတော့သူများ content တွေကိုပဲထိုင်ကြည့်နေမယ်အစားမိနစ်ပိုင်းအတွင်းမှာကိုပိုင်ဝင်ငွေလမ်းကြောင်းကိုဖန်တီးနိုင်မယ်လျှော့ဝှက်ချက်ကိုပြင်ချပြီးသွားပါမယ်။ရှိုက်ထိတိုင်းမခံနိုင်ဘူးဆိုရင်တော့အဆုံးထိကြည့်ဖို့အတွက်မသင့်တော်ပါဘူးနော်။ ရရုံအသုံးပြုပြီးတော့ငွေမရှာတတ်သေးဘူးဆိုရင်တင်ကအပြစ်သားတစ်ယောက်ပါ။ဘာဖြစ်လို့လဲဆိုတော့ဒီလောက်လွယ်တဲ့ငွေရှာနည်းပေါ်တလောနေတဲ့အချိန်မှာများတင်သမျှပို့စီကိုထိုင်ကြည့်ပြီးတော့အချိန်ကုန်နေတာရှက်သင့်ပါတယ်။ကိုယ်တိုင်ကငွေကြီးအစ်စင်မပြေဘူးဆိုရင်ထိုင်ကြီးလိုက်ဒရမာခင်းလိုက်နဲ့အဲ့လိုပဲဆက်နေမယ်ဆိုရင်အသက်ကြီးလာလို့ပတ်ဆက်မရှာနိုင်ဘူးဆိုရင်တရောင်းစားလုပ်ဖို့ပဲတတ်နိုင်တော့မှာ။ ကျမပြောရရင်ကအရှိုက်ထီလို့စိတ်တူပြီးဆဲမယ်ဆိုရင်လည်းရပါတယ်ခုခေတ်ကလေးတွေကအရွယ်ရောက်လာတဲ့အမျှ AI ကိုပိုးဆိုးပတ်ဆက်အသုံးပြုပြီးတော့တနေ့ပြီးတနေ့သူတို့ရဲ့နီလန်းအစ်တတွေကိုအသုံးပြုပြီးတော့ငွေရှာနေကြပါတယ်ကအွန်လိုင်းကနေအလုပ်လုပ်ပြီးတော့ကဘာပတ်ဖို့ဒီဂျစ်တယ်နိုမတ်ဖြစ်ဖို့အခြေခံကိုအခုတည်းကတိဆောက်နေကြတာပါ ခုကျမတို့လို generation set တွေကတော်တော်လေးနောက်ကျကြံခဲ့ပါပြီ။ဒါပေမဲ့နောက်ကျကြံခဲ့လို့လိုက်မမီတော့ဘူးဆိုတော့လေမဟုတ်ပါဘူး။အခုလိုက်ရင်မီပါသေးရဲ့။တင့်မှာအမီလိုက်ချင်စိတ်ပဲလိုတာပါ။ AI ကတင့်တော့အကောင်းဆုံးအလုပ်သမားပါပဲ။သူကပင်မနယ်လို့ညီးမှာမဟုတ်ဘူး။နားချိန်လိုက်ရှူမှာမဟုတ်ပါဘူး။ဥပမာ digital nomad အနေနဲ့ online content ဖန်တီးပြီးတော့ငွေရှာခြင်းလဲဆိုပါစို့။ညောင်းနေမှာဖန်တီးခြင်းမဲ့ပုံရှိမယ်။ဒါပေမဲ့ကိုကပုံမဆွဲတတ်ဘူးဆိုရင် AI ကကိုလိုချင်တဲ့ပုံအတွက်ကို prompt ချပေးရုံပါပဲ။ နှင်းကိုချက်ချင်းပုံဖန်ပြီးပြီးမှာပါဒီပုံတွေကို T-shirt ပေါ်တင်ပြီးတော့ print on demand လုပ်ငန်းတစ်ခုကနေငွေရှာလို့ရပါတယ်။ဒါက digital nomad တွေရဲ့အခြေခံဝင်ငွေလမ်းကြောင်းတစ်ခုပါပဲ။ကဲလို့တင့်မာကပုံရှိရဲ့အဲအဲ့ဒီပုံကိုဗီဒီယိုအဖြစ်ဖန်ပြီးချင်တယ်ဆိုရင်လည်း AI ကတင့်ုံချက်ချင်းကူညီပေးမှာပါ။ဗီဒီယိုတစ်ပုတ်ဖန်ပြီးဖို့အတွက် background music လိုချင်တာလား။ဒါဆိုရင်လည်း AI ကကူညီဖို့အတွက်အစင်တင့်မှာပဲ။ဘူပိုင်ခွင့်မရှိတဲ့ reality free music တွေကိုအချိန်မိုင်းအတွင်းမှာဖန်ပြီးပေးနိုင်ပါတယ်။ digital nomad ဆိုတာကတော့အချိန်မရွေးနေရာမရွေး online ကနေငွေရှာနိုင်တဲ့သူတွေပါ AI ကဒီလိုဘဝကိုပိုင်ဆိုင်မှုအတွက်သင်ကိုအကောင်းဆုံးကူညီပေးနေပါတယ်။နံပါတ်၁ content creation သင်မှာက vlog ဒါမှမဟုတ် YouTube channel ရှိရဆိုရင် AI ကိုအသုံးပြုပြီးတော့စောင်းမတွေ video script တွေကိုအမြန်ဆုံးရေးခိုင်းလို့ရပါတယ်။အကြောင်းအရာရှာဖွေတာစာစီစာရိုက်ပြုလုပ်တာတွေအတွက်အချိန်ကုန်တတ်တာစီပါတယ်။နံပါတ်၂ freelancing AI နဲ့ဖန်တီးထားတဲ့ပုံတွေ video အတူတွေ voice over တွေကို Upwork Fiverr လိုနေရာမျိုးတွေမှာဝန်ဆောင်မှုပေးပြီးတော့ငွေရှာလို့ရပါတယ်။ဒါကတော့အိမ်ကနေအလုပ်လုပ်ပြီးတော့ဒေါ်လာ ဝင်ကိုရရှိစေမယ့်အလွယ်ဆုံးနည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။နံပါတ်3 Chatbot Development AI Tools တွေကိုအသုံးပြုပြီးတော့အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေအတွက် Chatbot တွေဖန်တီးပေးပြီးတော့လားစင်ကြီးယူလို့ရပါတယ်။ဒါဆိုရင်တင်ရခရီးသွားနေတဲ့တောင်မှပတ်စံကြီးကအလိုအလျောက်ဝင်နေမှာပါ။တင်ကဗီဒီယိုတပုတ်ဖန်ပြီးတော့ line မော်တင်လိုက်ဖို့အတွက်ကိုဘိုက်တွန်းစုံနေရတယ် ပတ်စံမရှိလို့အချိန်မပေးနိုင်လို့ပြင်မန်းလို့မတက်နိုင်လို့အဲ့ဒီအကြောင်းပြချက်တွေအကုန်လုံးကို AI ကဖြည့်ရှင်းပေးနိုင်ပါတယ်။သင်ကိုယ်တိုင်စကားပြောစရာမလို့ AI ကိုသုံးပြီးတော့သင်မျက်နှာမပါပဲသင်အသံမပါပဲ YouTube Animation Channel တွေဖန်ပြီးပြီးတော့ Digital Nomad အိမ်မက်ကိုအကောင့်ထဲပို့လို့ရနိုင်ပါပြီ။အခုချက်ချင်းဒီဗီဒီယိုရှက်လိုက်ပါ။ ရက်ပြီးတော့အခုချက်ချင်း AI အကူအညီနဲ့ဒီလိုဗီဒီယိုတစ်ပုဒ်ကိုချက်ချင်းဖန်တီးပြီးတော့ပတ်စံရှာပြလိုက်ပါအချိန်ရောတန်ဖိုးမထားရင်ထုတ်တတ်အောင်မလုပ်ရင်အခွင့်အရေးကိုမယူရင်တင့်အပြစ်ပါပဲဒီမှ channel ရည်ရွယ်ချက်ကတင့်ကို digital nomad တယောက်ဖြစ်စေဖို့နေရာမရွေးငွေရှာနိုင်ဖို့နည်းလမ်းတွေ online စီးပွားရေး idea တွေနဲ့ AI ရဲ့လျှို့ဝှက်ချက်တွေကိုနေတိုင်းမျှဝေပေးနေရပါဒီဗီဒီယိုကနေတင့်စိတ်ထဲကိုတစ်ခုခုဝင်ရောက်သွားမယ်လို့ယုံကြည်ပါတယ်အားကြောင့်တင့်ရဲ့တိုးတက်ခြင်းစိတ်ကိုအားပေးရတဲ့အနေနဲ့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးပါအောင်နော်နောက်ပြီးတော့ digital ီတယ်နိုးမန်ဖြစ်ဖို့အတွက်လိုအပ်တဲ့နီလန်းအသစ်တွေကိုအမြဲတည်နေစေဖို့အတွက် channel ကို subscribe လုပ်ထားဖို့လည်းတောင်းဆိုပါရစေ။နောက်ထပ်စိန်ခေါ်မှုအသစ်တွေနဲ့ပြန်လာခဲ့ပါမယ်။